biggest problem you have, you people, the name Chidok, go and come back Be free in Jesus' holy name. You can hear the dog. <coughs> dog out. <coughs> မင်းဆိုရယ်မင်္ဂလာပါဒီတစ်ချိန်မှာတော့တမချန်းစာဖတ်ရှုခြင်းနဲ့ပတ်သက်တဲ့ဝိညာဉ်ရေးရာ <coughs> ဗုဒ္ဓတူနိုင်ရင်ဘာသာပြန်လိုက်တာဖြစ်ပါတယ်ဒီနေ့ဂျူးလိုမျိုးတရှိကနေလာတဲ့တမဟောင်းကျမ်းနဲ့တမတိကျမ်းကကဘာတဝန်းလုံးမှာရှိတဲ့လူတွေလူမျိုးတိုင်းဖတ်လို့ရအောင်ဘာသာပြန်ပြီးသွားပြီဖြစ်ပါတယ်အဲဒီကျမ်းစာကစာအုပ်တော့စာအုပ်ဟုတ်တယ်ဒါပေမဲ့လူတိုင်းဖတ်လို့မရပါဘူးမြောက်များစွာသောလူတွေအဲ့ဒီကျမ်းစာအုပ်ကို ထွက်လိုက်တာနဲ့တခါတည်းအိတ်ချင်လာတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့စာရန်ကဒီကျမ်းစာအုပ်ကိုဖတ်တာအလိုမရှိတဲ့အတွက်ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ခရိယံဖြစ်စေဦးတော့မြောက်မြတ်စွာသောခရိယံဒီကျမ်းစာမဖတ်ပါဘူး။ဘာဖြစ်လို့မဖတ်တာလဲဆိုတော့စာရန်ကမဖတ်ခိုင်းလို့ပါ။ခရီးရမဟုတ်တဲ့သူလည်းဒီစာအုပ်ကိုဖတ်တယ်တိုးတော့လည်းမလွယ်ပါဘူးဖတ်တာနေ့ကအိတ်ချင်တာဖြစ်တယ်ဆိုတော့ Jesus My name is Pastor Kadu from Botswana ကျွန်တော်က Pastor Kadu ဖို့ပါ Botswana နိုင်ငံကနေလာတာပါ Then I'll go down to thank you for this opportunity. I want to ask why am i experiencing so much challenges at this young age ဖျားကင်ရလူကျွန်တော်ကိုမဲခွန်းပြုတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကအသက်ငယ်ပါတဲ့တယ်ဒါပေမဲ့ကျွန်တော်ရင်ဆိုင်နေရတဲ့ပြဿနာကတိတ်ကြီးမလွန်းတဲ့ဒါဒီပြဿနာဘက်ကနေလာတာလေလို့ prophet ကိုမဲပါတယ် prophet ဆိုတာမြင်တော်သူဖြစ်တယ်လို့ဓမ္မရာဇဝင် ပထမဆောင်အခန်းကြီး9အငယ်9မှာရေးထားတာဖြစ်ပါတယ် ဒီမနေ့ကျွန်တော် live session ထဲမှာလည်းအများကြီးရှင်းပြထားတာဖြစ်ပါတယ်။အဖက်အခန်းကြီး၄အငယ်37မှာယေရှုခရစ်တော်ဟာလူတချို့ကို prophet အရာ၌ရေးပြီးမှခံထားတာဖြစ်ပါတယ်။အဲ့တော့ prophet ကဘယ်လိုမြင်ရတယ်လဲနားထောင်ကြည့်အောင်။ prophet ပြောတာကဒီပြဿနာက your mom issue နဲ့အမေရှိကနဲ့လာတယ်လို့ပြောပါတယ်။ True man of God, what you are saying is very true. prophet ပြောတာမှန်တယ် prophet ပြောတာအလွန်မှန်ပါတယ်လို့ပြောပါတယ် prophet ကသူမြင်တဲ့အရာကိုပြောတဲ့အခါမှာဒီတယောက်ကဟုတ်တယ်အလွန်မှန်တယ်လို့ဖြေပါတယ် my mom i'm always worried about it since she separated with my father ကျွန်တော်အမေကအဖေနဲ့ကွဲသွားတဲ့နေ့ကစပြီးအရန်ကိုဟိုစိုးရင်တယ်လို့ပြောပါတယ် prophet ပြောတာမှန်ပါတယ်တဲ့ prophet ပြောတာက she started her game at 15 near me ka tu ye pyatana ko 15 ne aywe ka ne sa de lo pyo ba de 15 years so ra 15 di tiao ya a me ka 15 ne ma ba phit kha da le na taw ji ya yes man of god very true my mother say she, she gave birth to me when she was at a, a young age at a tender age ဟုတ်တယ်ကျွန်တော်အမေကကျွန်တော်ကိုပြောပါတယ်အမေကအသက်ငယ်ငယ်နဲ့ကျွန်တော်ကိုမွေးထားတယ်လို့ပြောပါတယ်ဆိုတော့ prophet ပြောတာကပြဿနာက15နှစ်မှစတယ်ဆိုတော့15နှစ်မှအိမ်ထောင်ကျပြီးမှကလေးဒီကလေးကို မွေးထားတာဖြစ်ပါတယ် Judges is to say she got a tall man she got a tall man နေအမေကအရက်ရှိရှိအမျိုးသားတယောက်နဲ့အိမ်ထောင်ကျတာ My father is a သော်လိုက် this was သော်လာကနာကျွန်တော်အဖေကဒီလို ကျွန်တော်လက်ပြတယ်လို့အရမြင့်ပါတယ်အမေထက်အရမြင့်ပါတယ် yes very true man of god prophet မြင်တဲ့အတိုင်းအလွန်ပဲမှန်ပါတယ်ဆိုတော့ဒါမြင်တော်သူဆိုတာဘာကိုဆိုလိုတာလဲဓမ္မရာဇဝင် ပထမဆုံးအခန်းကြီး9အငယ်9မှာရေးထားတဲ့မြင်တော်သူအဖေအခန်းကြီး4:37မှာရေးထားတဲ့မြင်တော်သူဆိုတာဒီလိုမြင်ရတာကိုဆိုတာဖြစ်ပါတယ် ဒါကယေရှုခရစ်တော်ရဲ့အခွင့်တကူနဲ့မြင်ခွင့်ရတာဖြစ်ပါတယ်။သို့တော်လည်းတစ်ဖက်မှာစာတန်ရဲ့အခွင့်နဲ့မြင်ရတဲ့သူကြားရတဲ့သူလည်းရှိတယ်ဆိုတာကိုတရားဟောရာကျမ်းအခန်းကြီး18မှာဖတ်နိုင်တာဖြစ်ပါတယ်။ Father was was away uh, my father could not uh, attend she did provide and then my mother got tired she say no I want to leave yeah. ဆိုတော့အဖေကအမေကိုပြဿနာကောင်းကောင်းမရှာပေးဘူးအဲ့တော့အမေက အချာကြီးဒုက္ခရောက်တယ်နောက်ဆုံးအဖေနဲ့ क्वे လိုက်တယ်ဘာဖြစ်လို့ क्वे လိုက်တာလဲအဖေလုတဲ့လူကအမေကိုပိစံကောင်းကောင်းမရှာပေးတဲ့အတွက်ဖြစ်တယ်အတကယ်တော့အမေကအသက်ငယ်တယ်ဆိုလို့ရှိရင်အဖေကပိစံကောင်းကောင်းရှာပေးနိုင်မှာဖြစ်တယ်ရှာမပေးနိုင်တော့အမေဒုက္ခရောက်တာပေါ့အဲ့ဒါကြောင့်အမေက क्वे လိုက်တာဒါကြောင့် prophet ပြောတာနေ့အမေကသူ့ရဲ့ gain သူ့ရဲ့ပြဿနာက15နှစ်ကနေစတယ်ဆိုတာမှန်တာဖြစ်ပါတယ် Yes, when I'm trying to say, it's true, man of God. I'm very shocked. I'm prophet ပြောတာအယံမှန်တယ်ကျွန်တော်အယံအော်တယ် i am very shocked shocked men of god let me deliver you let me deliver you နင်းကိုဖန်ထားတဲ့နတ်ဆိုလက်ထက်ကနေရွေးနှုတ်ပေးမယ် deliver ဆိုတာကရွေးနှုတ်တာကိုဆိုလိုတာဖြစ်ပါတယ်ဆိုတော့ဒီလူထဲမှာနတ်ဆိုရှိတယ်အဲ့ဒါကို prophet ကဖေရှားတာကို deliver you let me deliver you ဆိုတော့ယေရှုခရစ်တော်ရဲ့နာမည်က deliverer လို့ခေါ်တယ် deliverer ဆိုတာကရွေးနှုတ်တဲ့သူသူစုံတယောက်တော့သူကိုဖမ်းထားတယ်ချုပ်ထားတယ်အဲ့ဒါကိုတွားပြီးမှရွေးနှုတ်တဲ့သူကို deliverer လို့ခေါ်တယ်ယေရှုခရစ်တော်ဟာယေရှုခရစ်တော်ရဲ့နာမည်တကူဟာ deliverer ဖြစ်တယ် prophet ကိုဆက်လို့ပြီးမှဒီလူကိုနတ်ဆုလက်တက်ကရွေးနှုတ်တာကိုကြည့်ရအောင် by the blood of Jesus. The rescue gone for this person. Devour! na so tapa yesuna mana lose your grip ne kaina rele go lula deba twetwa <coughs> twetwa whenever you want to read the bible you whenever you want to read the bible titiao ga pasta ho de chanza phachin dai ma phachin not because your bible is closed နင်ဟာအဲ့ဒီစမ်းစာကိုဖတ်လို့မရဘူးဘာဖြစ်ဆိုနင်စမ်းစာဟုတ်ကပိတ်သွားတယ် you just sleep when you read the bible နင်စမ်းစာဖွင့်ဖတ်တဲ့အခါမှာနင်က တခါလဲအိပ်ပျော်တယ်ဘာလို့ကြောင့်အိပ်ပျော်တာလဲဒီအထဲမှာအခုမှနင်ထုတ်လိုက်တဲ့နတ်ဆိုအဲ့ဒီတကူကြောင့်အိပ်ပျော်ရတာဖြစ်တယ်ဘာဖြစ်လို့လဲနတ်ဆိုးဟာဒီတယောက်တမချန်းစာဖတ်တဲ့အခါမှာစန်းစာရဲ့ထဲမှာရှိတဲ့ဖရာရဲ့စကားကိုနားမလည်စေချင်ဘူး သူကပါစတာဖြစ်တဲ့ခါကျတော့သူနားမလည်လို့ရှင်သူများကိုခေါ်တဲ့ခါသူများလည်းအာနားမလည်ဘူးဖျားတခင်နှုတ်ကပတ်တော်ကိုဆိုတော့စာတန်ကသူ့အထဲမှာနေပြီးမှစန်းစာနားမလည်အောင်ကြိုးစားတယ်အဲ့တော့စန်းစာဖတ်လိုက်တိုင်းမှာအစ်ချင်လာတယ်ဆိုရင်တဘောပပကုထဲမှာနတ်ဆုရှိတယ်အဲ့ဒီနတ်ဆုကကိုကိုဖျားတခင်နှုတ်ကပတ်တော်မသိစေချင်ဘူးပြတ်ယေရှုခရစ်ရဲ့ကယ်တင်ခြင်းကိုမသိစေချင်ဘူးယေရှုခရစ်ရဲ့တရားစီရင်ခြင်းကိုမသိစေချင်ဘူးယေရှုခရစ်ရဲ့ခြေဆောင်ခြင်းကိုမသိစေချင်ဘူးအဲ့ဒါကြောင့်စာစာဟု လာလိုက်တာနဲ့တခါတည်းအိပ်ပြောတယ်ဆိုတာအဲ့ဒါကြောင့်ဖြစ်တယ်အယံကိုအလေရှိတာဖြစ်ပါတယ်ဖျားသခင်ကောင်းချီးပေးပါစေ You are saying is very true man of God Prophet ပြောတာအယံမှန်ပါတယ် Yes at times when I try to read the Bible I just read one scripture then I close it ကျွန်တော်ကျမ်းစာဖတ်တယ်ကျမ်းစာဖတ်မှာတမင်တာဖတ်ပြီးလို့ဆိုရင်တခါတည်းအိကျွန်တော်ရပ်လိုက်ပါတယ် As a man of God is is very true Bible Prophet ပြောတာတရားခွန်းမှန်ပါတယ် You are free. Thank you. You are free. နင့်ကိုချုပ်ထားတဲ့နတ်ဆုလက်ထက်ကနဲ့နင့်လွတ်မြောက်ပြီလို့ပြောပါတယ်ဆိုတော့ယေရှုခရစ်တော်ဟာသူလာတဲ့အခါမှာမာနဖန်ထားခြင်းချုပ်ထားခြင်းခံရတဲ့သူကိုရွေးနှုတ်ဖို့လာမယ်ဆိုတော့ဟေရှာယအခန်းကြီး61အငယ်1ကဒါကိုဆိုတာဖြစ်ပါတယ်ယေရှုခရစ်တော်နာမနဲ့နတ်ဆုနေထုတ်တဲ့အခါမှာသူဟာလွတ်မြောက်လာပြီဖြစ်ပါတယ်ဒီနေ့မိတ်ဆွေရဲ့တက်တာမှာ ခရိယာဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေတမန်ကျမ်းစာဖတ်တဲ့အခါမှာအစ်ချင်လာပြီဆိုတဲ့ဘောပေါက်ကုထေမှာနတ်ဆုရှိတယ်။အဲ့ဒီနတ်ဆုဟာတမန်ကျမ်းစာဖတ်ပြီးမှကေတင်ချင်းမရစေချင်ဘူးဖျားတကင်းနိုင်ငံတော်မရစေချင်ဘူး။နော်နဲ့နေတော့ရမသိစေချင်တယ်။အဲ့ဒီအတွက်ဖြစ်တယ်ဆိုတာနားလေရင်မိတ်ဆွေဟာဝိညာဉ်ဘဟုဒရနားလေဘဟုဒရလေ့လာထားရအကျိုးခံစားရတော့မှာဖြစ်ပါတယ်။ဖျားကောင်းချီးပေးပါစေ။ Jesus thank you Jesus